သူ့ရဲ့လုပ်ရက်တွေကတော့ပြောမှဆိုရှင်တော့မုန်းကြီးစရာကောင်းနေပြီဗျာဟုတ်တယ်မုန်းနေဒါကမုန်းကြီးစရာကောင်းသူ့ရဲ့လုပ်ရက်တွေသူသူ့ရဲ့ဒီအခုဒီဖြစ်နေတဲ့အနေအထားတစ်ခုမှဆိုရှင်ကမုန်းတင်နေပြီမုန်းရယ်ဆိုရှင်မုန်းခံဒါပေမဲ့မုန်းခံနေတယ်မမုန်းနိုင်ဘူးပေါ့နော်မန်ယူအသင်းကိုပြောတာပါ ရသည်များအားလုံးပဲမင်္ဂလာပါခင်ဗျာ channel key ကနေအပတ်စဉ်တိုင်းမှာတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်တနင်္ဂနွေနေ့အစီအစဉ်တင်ဆက်မှုဖြစ်ပါဒီနေ့အစီအစဉ်မှာပါဝင်သားမဲ့ဧည့်သည်တွေကကြာခဏပါဝင်နေကြဖြစ်တဲ့တိဥဆောင်ကိုစီသူမောင်နဲ့အားသာအစီအစဉ်တင်ဆက်သူကိုထွန်းထွန်းတို့ပဲဖြစ်ပါတယ်အဲ့တော့ကိုထွန်းထွန်းရောကိုစီရောမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်မနေ့ကစနေအစီအစဉ်မှာတော့အာကျွန်တော်တို့ Premier League ရဲ့ Let's Lock အခြေအနေတွေအကြောင်းကိုတော်တော်လေးဆွေးနွေးခဲ့ကြတယ်ပေါ့လေနော်အဲ့ဒီနောက်မှာတော့ကျွန်တော် FA Cup က ပွဲစနေညမှာအသင်းကြီးတွေပွဲသိမ့်မရှိတော့ဘီလာပွဲလေးသုံးသပ်ခဲ့ရတယ်ဒီနေ့တော့ FA Fit Brown အာ Brown City ပဲပြောပါတော့ Brown City ပါ Brown City ပွဲတွေကဒီနေ့ဆိုရင် Man City ပွဲရှိရဲ United ပွဲရှိရဲအာပြီးရင် Newcastle Newcastle နဲ့ Brighton ပွဲအဲဒီရှိတယ်ဆိုအဲ့ပွဲလေးတွေကိုသုံးသပ်ကြမှာပေါ့နော်အဲ့တော့အာကိုစီရရင်စလိုက်ကောင်းပါတယ်ကိုစီရရင်စလိုက်မယ်ဆိုတာကတော့ Man City ကြောင့်လေးစတယ်လို့လေ Man City က ပလိုက်မောင်းတယ်လေဟိုအိမ်ခွဲမှာမန်စတီကန်ရမှာဒီပွဲကတော့အဲအရန်မခက်ဘူးပေါ့ကိုစီတို့ဟိုအတွက်ဒီဒီလိုဒီမှာဘောလုံးကြောင်းလာပြောတာအရန်မခက်ခဲတယ်လို့ဝယ်မန်စတီနဲ့ပလိုက်မောင်းတွေ့ရလဲမန်စတီကအရန်လွယ်ကူမယ်လို့ထင်ရတယ်ပေါ့အဲ့ဒါတော့ကိုစီကပဲဒီပွဲလေးစပြီးတော့ပြောပါအောင်ဘယ်လိုမျိုးဖြစ်နိုင်လဲဟုတ်ပါဘူးအမြင်ရဒီတိုင်းကြည့်မယ်ဆိုရှင်လည်းမန်စတီကဒါပရီးမီးယားလိဂ်ကပေါ့နော်ဒါအသင်းကြီးဒါပလိုက်မောင်းကအဲချန်ပီယံရှစ်ကချန်ပီယံရှစ်တောင်မှကျွန်တော်ကြည့်တော့သူက အဆင့်20နှစ်ချန်ပီယံရှစ်ရဲ့တန်းဆင်းဆုံးမှာရှိနေတဲ့အသင်းဖြစ်နေတာပေါ့နော်အသင်းဖြစ်နေခါကျတော့အဲ့ဒါဘယ်လိုပဲဖြစ်ကြည့်မယ်ဆိုရှင်တော့ဒါဘယ်လိုမှရှင်ရအောင်မလို့ကွာကြီးပေါ့ဒါပေမဲ့လည်းတစ်ချက်ကျွန်တော်ထင်စမ်း plan mock ကပြီးခဲ့တဲ့ဒီဒီအဆင့်ကိုဘယ်လိုတက်လာလဲဆိုတဲ့အခါကျတော့ဒါတော့ဆိုလက်ရှိ champion ဖြစ်ဖို့တဲ့ရေမန်းစားနေတဲ့ခွန်းတဲ့ခြေဆုံးမှရှိနေတာ liverpool ကိုပေါ့နော်ဒါ penalty တကူးနဲ့ဖြုတ်ချခဲ့ဖြုတ်ချခဲ့ဆိုတဲ့အခါကျတော့ဒါကြီးကတော့ ပြောရမယ်ဆိုလေဘာဘူးလည်းဒါနဲ့တော့ short ဖြစ်သွားမှာပဲနော်ဟိုဒီလိုအသင်းမျိုးကနေပြောတာဒီဘာဘူးအသင်းမျိုးအဲ့တော့အဲ့လိုဆိုတော့ Mercedes အနေနဲ့တော့ဟိုကစားရတာတော့နည်းနည်းလေးတော့သတိထားမှာဒါပေမဲ့လည်းသိကြောက်ရှာတော့မလို့ဘာလို့ဆိုတော့ Mercedes ကဒီဘာဘူးလိုအသင်းမျိုးလည်းမဟုတ်ဘူးဟုတ်ရောအတင်းမဟုတ်ဆိုတော့ဒီမစီးတီးကအခုချိန်မှာဆိုချင်တာသူကသူရဲ့အတင်းရဲ့ဒန်းကြမ်းမှန်ကိုပြန်ရောက်နေပြီ။နောက်တော့ဒီလိုလိုဒီ plan မလို့အတင်းမျိုးတွေကစားတဲ့အချိန်မှာလည်းနည်းနည်းတော့သတိတော့ထားရမှာပေါ့နော်။ဒါပေမဲ့လည်းသတိထားမှဆိုတော့ကတပတ်ဆက်တဲ့နေဟိုဘက်ဒီရဆက်တဲ့ကံနေနေထားတဲ့ခုမှာတော့ဘာပြောအကုန်လုံးက ဟိုခွင့်ရရတော့စတူပဲဒါပေမဲ့အနေထားရကြည့်မယ်ဆိုရှင်တော့မန်စီးတီးဘယ်လိုဖြစ်မန်စီးတီးကဒီအဆင့်မှာကျော်ဖြတ်သွားမှာပဲဟိုတော်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 နေတော့အနိုင်ယူရလိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးတော့ဟိုအဓိကတော့ဂွာဒီယိုလာကသူ့ရဲ့ထုံးစံတိုင်းပဲဒါသူတို့ကစားသမားလူငယ်ကစားသမားတွေကိုထည့်မယ်ထည့်ပြီးတော့ဒီမှာရတော့ကိုအနည်းဆုံးတော့သူပထမပိုင်းကြော်ကြော်လောက်ကိုတော့သူဒီကစားသမားတွေနဲ့ပဲသူလှည့်ပတ်ပြီးတော့ကစားသမားအချိန်တွေကတော့ရင်းဆက်သွားမယ်လူအမသာသာဒုတိယပိုင်းနီးမသာလူအမသာသူတို့အဲဒီ first time ကစားသမားတွေကိုထည့်သုံးပြီးတော့ အနိုင်ရတဲ့ကိုသူရှင်းရှင်းလေးယူသွားတယ်ပေါ့နော်အဲ့လိုတော့မြင်ပါတကယ်လို့များရှေ့ဘက်မှာတည်းကသာကိုးတွေတူတူနှစ်ကိုးတော့ပြတ်သွားပြီဆိုလို့ရှင်တော့တိတ်ပြီးတော့စဉ်းစားစရာမလိုတော့ဘူးပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးတော့မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုစီပြောသလိုပဲအာမက်ဆီဒီတို့ကတော့အာပလိုက်မတ်ကိုလက်ရှိအခြေအနေတွေကဘာမှမနိုင်စရာအကြောင်းမရှိဘူးဒါပေမဲ့ပြန်ကြည့်ရင်လီဗာပူးကိုချော်ဖြတ်ခဲ့တာလေးရှိတယ်ပေါ့လေအဲ့တော့ဟိုကုတုနုံးကိုလည်းအာတခုလေးဆွေးနွေးပေးနေချင်တာပေါ့နော်ဘာလို့ဆိုတော့နည်းနည်းစီးပွားရေးနဲ့သက်ဆိုင်သွားတဲ့အားလေးကျွန်တော်မေးစရာလေးကောင်းတယ်မှာပေါ်လာလို့ဆိုတော့ ဟိုစီးပွားရေးနဲ့ဆိုတာငွေကြေးနဲ့ပတ်သက်တဲ့ဟာလေးပဲလူတစ်ယောက်ကကျွန်တော်တို့လူတစ်ယောက်ပေါ့လေမြန်မာနိုင်ငံမှာပဲရှိဗေနိုင်ငံမှာပဲရှိအဲ့လိုဟိုတိန့်ထီတန်းထီတွေပေါက်နိုင်ဖို့ပေါ့ထားပါတော့ကျွန်တော်တို့တိန့်1000ဝက်ထားပါတော့အမှားဒီပဲတိန့်1000ဝက်ပေါက်နိုင်ဖို့ဘောရမှာလူတစ်ယောက်ဟာတစ်ချိန်ပေါက်ဖို့မလွယ်ဘူးလေဒါဘောကောတစ်ချိန်ပေါက်တဲ့လူကနှစ်ချိန်တော့မပေါက်ဘူးကွအဲ့လိုပေါက်နိုင်ကြရောရှိနိုင်လားလို့ပေါ့လေတိန့်1000ဝက်စုလူတစ်ယောက်ပေါက်ထားတဲ့လူတစ်ယောက်ကဒီသူ့ရဲ့အသက်ရှင်တန်နေတဲ့ပေါ့နောက်တစ်ခါအဲ့1000ဝက်စုနောက်တစ်ခါတော့ ပေါက်နိုင်သေးလားပေါ့နော်ကြာကိုကြာဘူးလားပေါ့နော်ကြုံဘူးလားပေါ့မရှိတော့ဘူးကံကောင်းတဲ့သူမျိုးတော့ကျွန်တော်မကြားဘူးပြပေါ့နော်ဟုတ်အဲ့အဲ့လိုအကြီးကြီးပေါ့လေတိထားပါတော့တသိန်းသူတစ်ခါပေါက်တာတော့ရှိရှိမှာတော့နှစ်လားသက်တိုင်းဒီလိုတိတ်တောင်းခွဲလို့စူကြီးစူကြီးတွေထားပါတော့ဟိုတန်းဘလောက်ဆိုရယ်စူကြီးနှစ်ခါဆက်လိုက်တော့မပေါက်နိုင်ဘူးပေါ့နော်ဟုတ်တယ်ကိုအဲ့တော့ဟို ဘလိုင်းမောက်အနေထားလီဗာပူးကိုနိုင်ခဲ့တယ်ဆိုတော့တိတ်တောင်းဝဲပေါက်တာတဲ့ကိုထူးခြားတယ်ထူးဆန်းတယ်ဟုတ်တယ်ဟုတ်တော့အဲ့တော့မက်ဆီတီကိုထပ်နိုင်မို့တော့ဟိုတောင်းဝဲစုကိုနှစ်ခါတော့ဆက်လိုက်တော့မပေါက်နိုင်ဘူးလို့တွေးမိတာပါဒါပေမဲ့ကျွန်တော်တို့ကဟုံးမှာဟုတ်ရဲ့လားဆိုတော့စီးပွားရေးနဲ့ပတ်သက်တဲ့ကုထုနဲ့တိုင်ပင်ရသေးတယ်နားဆက်တယ်ဟိုတိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်ကျွန်တော်တို့တည်င်းနေမှာအခုတလောနည်းနည်းရေပန်းစားတဲ့ဟာပေါ့ဒါကလေ3 4ခုလောက်ဖြစ်တာပေါ့ဥပမာအင်္ဂလန်ကပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားနိုင်ငံကပဲဖြစ်ဖြစ်ဥပမာကျွန်တော်တို့အလုတ်လုတ်တဲ့လုံသားတစ်ယောက်ကတန်းထီစုပေါက်သွားတယ်ဟုတ်ဟုတ်တန်းထီစုပေါက်သွားတယ်နော် မပေါက်ဘူးပါအဲ့လိုမျိုးပေါ့တန်းတူစုပေါက်သွားတဲ့အချိန်မှာသူလိုချင်တာတွေသူ့ဘဝမှာလိုအပ်တာတွေသူတုံးတယ်ပေါ့နော်တုံးရင်တုံးရင်နဲ့သူလက်လွန်သွားတယ်လက်လွန်သွားပြီးတော့ငဘူပေါက်ပြီးတော့အဲ့ဟာကိုတုံးဟုတ်တယ်တုံးတာကားတွေတို့အိမ်တွေတို့တခြားဟာတွေပေါ့နော်တုံးရင်နဲ့နောက်ပြီးဆုံးသူ့မှာတပြားမှမရှိတော့ဘဲနဲ့မူလလှုပ်သားဘဝပြန်ရောက်သွားခဲ့တဲ့အစင်လာလေးတခုတော့ကျွန်တော်တို့ဖြတ်ခဲ့ရတယ်ပေါ့နော်အဲ့ဒီလူတစ်ယောက်ကနောက်ထပ်ဒီလိုမျိုးအခွင့်အရေးမျိုးတန်းတီထပ်ပေါက်တယ်ဆိုတော့ဘဝမှာတော့သူမရှိခဲ့ဘူးအဲ့တော့သူ့ရဲ့ခံယူချက်ကရှင်းတယ်သူအဲ့ဒီတည်င်းသမားတွေကမေးလိုက်တော့ ကျွန်တော်ဘွားကတော့ဒီလိုအောင်မြင်မှုတွေဒီလိုဘယ်လိုပြောမလဲစီးစိမ်နေနဲ့ကျွန်တော်ခံစားခဲ့ဘူးပြီးပြီပေါ့နော်ကျွန်တော်ဒုံရင်ပြန်ရောက်သွားတာကတော့ကျွန်တော် အတွက်အရင်ပဲပေါ့အဲအဲ့တော့ကျွန်တော်စကားပြန်ဆက်မယ်ဆိုရင်ဟိုဘက်ကပလိုင်းမောက်ကလည်းလီဗာပူးကိုနိုင်သွားတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဂုံတိတ်ခါတမိုင်းမှာမှတ်တာနော်မှတ်တိုင်လေးတစ်ခုကတော့သူကတော့စိုက်ထူခဲ့တယ်အခုအကိုပြောသလိုပဲမန်စီးတီးကိုသူတို့ရှုံးရင်တောင်မှဒါသူကအရှုံးမဟုတ်တော့ဘူးသူကအမျက်ကနေပြီးတော့အရင်ပြန်ပြတ်သွားတဲ့သဘောပဲပေါ့နော်အခုအဲ့တော့ကျွန်တော်ကြည့်ရမှာ blind mount တဲ့ဆိုင် မန်စီးတီးထတ်ရှုံးမလားဆိုတဲ့အချက်ပဲကျွန်တော်ပြန်ကြည့်ရအောင်ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်အဲ့တော့ကိုရင်းတို့ဒီမေကုံးမေးရလဲကျွန်တော်ထပ်ပြီးမှန်ကန်သွားပြန်တယ်ပေါ့နော်ဟုတ်ကဲ့တကယ်စီးပွားရေးတကယ်ကိုကြောင်းသားပြီးသားပါတယ်နော်ဒီခေတ်ကိုချက်ချက်ကြာကြာကျွန်တော်တို့ချက်ပြောပြောကျွန်တော်တို့ပြောပြနိုင်ပြီးနိုင်တယ်ပေါ့နော်ဟုတ်နော်အဲ့တော့ဒါဟိုဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲလေးကိုပြန်ချုပ်လိုက်နောက်ပွဲတွေနောက်ပွဲကျန်သေးတော့ရည်ရည်ပါမရှိတော့အဲ့တော့ဟိုမန်စီးတီးအာရေပေါ်ကတော့နိုင်သွားဖို့ရှိရေပေါ့ဒါပေမဲ့အာမန်စီးတီးဘက်က ဘယ်လိုလာမလဲဆိုတော့ကျွန်တော်ပြောလို့မရသေးဘူးအဲမက်စတီမှာလည်းသူအကြောင်းတရားနဲ့သူတွေရှိနေတယ်ဒါခြေစွမ်းမဟုတ်တဲ့တခြားသောအကြောင်းအရာအကြောင်းအရာတွေပေါ့နော်မက်စတီရဲ့လက်ရှိအဲတွားနေရတဲ့ဟိုပရီးမီယာလိမှာချန်ပီယံလိဝင်ခွင့်ရအောင်တွားနေရတဲ့အခြေအနေတွေရဲ့ပြီးတော့လက်ရှိကစားသမားပြဿနာတွေရဲ့ပြီးတော့လူငယ်သွေးသစ်ကိုပြန်ပြီးတော့တိဆောက်နေရတဲ့အားတွေပြိုင်ပွဲအများကြီးကြားထဲမှာဒီအထွေကြုံနေတဲ့လူငယ်တွေကိုပွဲစဉ်အများကြီးပေးဖြတ်ပြီးတော့ဟို ခက်ခဲစေမလားဆိုတော့ဒါတို့အထွေးပေါ့နော်ဒါလေးရရှိသေးတယ်အဲ့တော့ဒါဒီပွဲလေးတော့ဒီမှာရက်လိုက်ပြီးတော့နောက်တစ်ပွဲထပ်ပြီးတော့သုံးသက်ချင်ပါတယ်နောက်တစ်ပွဲကကျွန်တော်တို့အာ Brighton နဲ့အခု Newcastle Newcastle Brighton အဲ့တော့ Newcastle Brighton ပွဲလေးတော့ကိုထုံးထုံးစပြီးတော့သုံးသက်ပြီးပါအောင်ဟုတ်ဟုတ်ကဲ့ပါနောက်တစ်တော့ Premier League မှာမခေတဲ့အသင်းတွေပေါ့နော်မခေတဲ့အသင်းတွေကိုနောက်ပြီးတော့တိုက်စစ်ကြည့်မယ်ဆိုရင်လည်း Brighton ကတောင်ပံတိုက်စစ်တော်တော်ကောင်းတယ်နော် Brighton ကဒါ Mitomaro ရဲ့တိုးအားတွေ၊ယုံအားတွေတော်တော်ကောင်းပါနဲ့နောက် Newcastle ကြည့်တော့လည်း Newcastle ရဲ့ရှေ့တန်း၃ယောက်ကလည်းတော်တော်ကောင်းတယ်အဲအထူးသဖြင့်တော့ အီဆက်เนาะအီဆက်ကဒါစာဟာပြီးွားရင်အီဆက်ရဲ့ရုံအားတူအားတွေကောင်းတယ်ကွင်းလေခံစစ်ဒီဟာဒီကလည်းမဆိုးလှဘူးဒါပေမဲ့ပြဿနာတစ်ချက်ရှိတာက Nottingham Forest နဲ့ကစားသွားတဲ့ Premier League ပွဲမှာကိုသမားဒါ Nick Pope နဲ့တူပါတယ်သူ့ရဲ့မှားယွင်းတဲ့ error တွေကြောင့်အဖွင့်ကိုစပေးရတယ် Newcastle နောက်ကနေပြီးတော့ Ancient Peter ဆိုတဲ့ goal တွေသွင်းတယ် Okay ဒါတော့ပြီးသွားပြီပေါ့ဗျာ3-1 ठी ဆိုเนาะနောက်ထပ်တကူထပ်သွင်းတဲ့4ဒါပေမဲ့ဒုတိယပိုင်းကြတော့ ထပ်ပြီးဂိုးပေးလိုက်ရတယ်ပွဲသိမ်းတဲ့ရလက်က4-3ဆိုတော့4-3ဟုတ်အဲကစားသမားတွေစိတ်ထဲမှာနည်းနည်းတော့စိတ်ကြီးဝင်စားပြုတ်နေပြီလားဆိုတဲ့အချက်ကဒီ Brighton နဲ့ပွဲမှာများလာအောင်မလားပေါ့เนาะယူကာဆယ်လိုအသင်းမျိုးကပြည်တွင်းမှာဒါအောင်မြင်စားပြုတ်နေတဲ့အသင်းဒါပေမဲ့ဖလားတလုံးလိုချင် FA ဘက်ကိုသူတို့ချင်ကပ်ကမယ်အပိုင်းနေရှိတယ်ပေါ့နော်။ဟုတ်ကဲ့။နော် EFL မှာလည်း Newcastle အောင်မြင်ခဲ့တာတွေလည်းရှိထားတယ်။ဟုတ်ကဲ့။ဒါကျွန်တော် Liverpool နဲ့လူရမှာလားမသိဘူးနော်။အိုက်ပိုင်းလေးလည်းရှိနေတယ်။အဲ့တော့ဂျီပွဲအတွက်ကြည့်ရမှာကနှစ်သင်းစလုံးမှာဒဏ်ရာရကစားသမားတွေ ကိုစီများတယ်ကိုစီလည်းဟုတ်ကဲ့ဒါ Brighton ကြည့်တော့လည်းတသင်းလုံးနီးပါ Newcastle ကြည့်တော့လည်းတသင်းလုံးနီးပါအဲ့တော့သူတို့ဒီပွဲထွက်7ယောက်ကိုပဲသုံးပါလားသုံးရင်ဒီပွဲပြီးရင် Premier League မှာဒီနှစ်တသင်းလုံးကတခြားသင်းတွေနဲ့တွင်နည်းနည်းလေးတိုင်ပတ်เสียရှိတယ်ဟုတ်ကဲ့ဒါဟိုလူငယ်စကားပြောတာပေါ့နော်သူတို့မှသုံးเสียရွေးเสียမရှိဘူးအဲ့တော့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်သူတို့တွေစင်းတင်သွင်းထားတဲ့အထက်မှာဒါကျွန်တော်ယူကနေခေါ်ပြီးတော့တင်သွင်းလာတဲ့လူငယ်မျက်နှာသက်တွေနဲ့တွားမလားဆိုတဲ့ဟာကပြည်သက်ကိုဖြစ်ပျော်မှုမှာ စကားတော့ပြောမယ်ဒီပွဲအတွက်ဆိုရင်လက်ရှိက Asian Newcastle ဖြစ်တဲ့အတွက်ကြောင့်မလို့ Newcastle နည်းနည်းလေး Asian အခွင့်အရေးရပြီတာတာတော့မှန်တယ်ပေါ်ဆလို့တော့မရဘူး Brighton လည်းပေါ်ဆရင်ခံရမယ် Newcastle လည်းပေါ်ဆရင်ခံရမယ်ဆိုတဲ့အပိုင်းနေတော့မြင်နေရတယ်ကွယ်ဟုတ်ကဲ့ကိုစီကပဲဆက်ပြီးတော့ဒီပွဲလေးသုံးသပ်ပါအောင်အော် Newcastle ကတော့ဟုတ်တယ်အင်္ဂွန်းလည်းဖြစ်တယ်အင်္ဂွန်းအသားချက်လည်းရှိတယ်ဟုတ်ဒါပေမဲ့တခုရှိတာကကစားသမားဒီအသားချက်တွေရောအားနည်းချက်တွေနှစ်ဖက်နှစ်သင်းသုံးလုံးမျှတယ်ဟုတ်ဟိုတခု Newcastle သတိထားမှာကဒီ Brighton က ဟိုနောက်ပိုင်းမှာနည်းနည်း Newcastle ဆန်အခြေခံနည်းနည်းလေးပုံညင်လာတော့အမှန်နဲ့အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒါတစ်ခုရှိတာက Newcastle ကလည်းဖလားလုံးယူမယ်ဆိုလို့ရှိရင်တော့ဒီ FA ကလားဖလားကယူဖို့အကောင်းဆုံးပဲဘာဖြစ်လို့ဆိုတော့ဒီ FA Cup FA ဒီ FA ဖလားကတော့အင်္ဂလန်မှာဆိုရှိတာတက်တော်ရှိပေါ့နော်ဒါဟုတ်တယ်ဟိုအစင်နာကြီးမားတဲ့ဖလားတစ်ခုလည်းဖြစ်တယ်နောက်ပြီးတော့ Newcastle အနေနဲ့လည်းဒီဥစားယူမယ်ဆိုရင်တပွဲချင်းစီ game plan ကောင်းကောင်းလေးပေါ့နော်ကြောဖြတ်သွားနိုင်မယ်ဆိုလို့ရှိရင်တော့ ဟိုသူတို့ကပူတော့အခွင့်အရေးရှိတာတယ်ဘာလို့ဆိုအရှိမလဲကျွန်တော်လီဗာပူးလို့အသင်းမျိုးကဒါပလန်မောက်အသင်းမျိုးကကျွန်တော်ဖျက်ခဲ့တာမျိုးတွေရှိရကြည့်ရတဲ့ခါကျတော့ဒါအခုကတော့ပရီးမီးယားလိအသင်းချင်းတွေ့တဲ့ခါကျတော့ဘောနော်ကစားရတော့နည်းနည်းလေးတော့ကြည့်တော့ပုံကောင်းနေမယ်လို့ကျွန်တော်ထင်ပါတယ်ဘောဒါဆိုလို့ကျွန်တော်ကျွန်တော်ကတော့ ဟို new ကစ new ကစပဲကမပေါ့ဘူးဆိုတော့ new ကစပဲတာမှာပါအရှင်ဘူးကြိုက်ရောဟုတ်ကဲ့ပူရောကဘယ်သိတော့စတက်သွားနိုင်လဲပေါ့နော်อืมနှစ်သိန်းစလုံးကလည်းတန်ဟာကစားသမားများတယ်ပွဲပိုဒီကလည်းကစားပြီးမှဒီပွဲတွေကစားရမှာဆိုတော့ဟုတ်ဒါ new ကစပဲပေါ့အကိုရဲ့ကျွန်တော်တို့တကယ်တမ်းရွေးချယ်တင်တာလေကိုစီအတိုင်းမှာပဲအရှင်ရဲ့ဂျုံအားနဲ့သွားမဲ့တိုက်ဆက်လမ်းကြောင်းကတော့ new ကစပို့ပြီးတော့ fresh ဖြစ်မှာပေါ့နော်အဲ့ဒါလေးကတော့ကိုစီနဲ့တူတယ်ပေါ့ဟုတ်ကဲ့အဲ့တော့ new ကစကိုကျွန်တော်တို့နောက်တစ်ဆင့်တက်သွားမယ်လို့ပဲဒီပွဲမှာကျွန်တော်တို့အာသုံးသပ်ကြပါတယ် အဲ့တော့ကျွန်တော်တို့ဒီနေ့သုံးသပ်မဲ့ပွဲတစ်ပွဲကျန်တာတော့ United ပွဲဖြစ်မှာထင်ပါတယ်အဲ့တော့ United ကိုကျွန်တော်လည်းပြောတာများနေတော့ United နဲ့ပတ်သက်ပြီးတော့ ဟိုကိုထွန်းတို့လိုကိုစီရောပဲအပြည့်ပြဆုံးလေးပြောပြပါအောင် United ဘာနဲ့ကြံရမလဲဘယ်လိုဖြစ်နိုင်လဲပေါ့ဒီပွဲကိုပြောအာပြောကျွန်တော်ကအများကြီးတော့မရှိပါဘူးဒါဖူဟန်ပေါ့နော်အဲ United ကတော့ဖူဟန်တွေ့မယ်ဒါ Premier League အတင်းချင်းချင်းတွေ့မှာလည်းဖြစ်တယ်လက်လက်တော့လက်တော့နေထားရတော့ဖူဟန်ကတော့ United ရဲ့အတင်းအပေါ်မှာရှိတယ်အမဘေးစရာမှာတော့အဲ့လိုမျိုးတော့ရှိနေတာပေါ့အမေမန်ယူတက်ကလည်းစောစောပြောခဲ့သလိုပဲ FA ကတော့မန်ယူတက်လည်းဒါလိုချင်စရာကောင်းတယ်တတ်မှတ်စရာကောင်းတယ်ဖလားလုံးဖြစ်တယ်ဒါပေမဲ့အမော်ရင်လက်ထက်မှာသူတို့ကဖလားတုံးယူဖို့ ဆိုလို့ရှိရင်ချမ်ဟိုဘာယူရိုပါလိတဲ့ဆိုလို့ရှိရင်ဒီ FA ကတော့လည်းနည်းပို့ပြီးတော့ဟိုခွင်လက်ပို့များနိုင်တယ်ပေါ့နော်ဟုတ်ဘာလို့ဆိုတော့ဟိုအမော်ရင်အနေနဲ့လည်းဒီယာစီမှာသူယာစီစမှာရောက်လာပြီးကြည့်ရဖလားလက်မဲ့ယာစီဆိုလို့ရှိရင်သူတို့လည်းနောက်ယာစီဆိုပို့ခက်ခဲသွားလိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့အဲ့တစ်ဖက်ကအသင်းကိုကြည့်ရတယ်ဒါဖူဟန်အသင်းကလည်း short တက်လို့မရရဖြစ်နော်နှစ်သင်းစလုံးကလည်းဟိုအခုဟိုအပြန်အသင်းမျိုးတွေလည်းမြင်ရပါတယ်သိကြပါဘာလို့လဲဆိုတော့ဒီပြီးခဲ့တဲ့ကစားပွဲတွေဒီနောက်ဆုံး၅ပွဲမှာဆိုရှင် ကိုယ်ပြီးဟုတ်တယ်ဟိုက်ပါအဲ့လိုမျိုးရှိတဲ့ခါကျတော့အရင်တော့ဆိုချင်တော့ manual ဆိုတော့တိတ်ပြီးစဉ်းစားကြရမလို့ဘောဗျာအခုလက်ရှိနေသမှာတော့ဟိုဘယ်လိုပြောမလဲ manual ကတော့တိတ်တော့မလွယ်ဘူးပေါ့ဒါပေမဲ့လည်းကျွန်တော်ကကျွန်တော်လက်သုံးစကားပေါ့နော်ဒီဟုတ်တယ် full hand ကိုတော့ကြော်ဖက်သွားနေမှာထင်ပါတော့ဆိုတော့ဒီဒီ၁၆တင်းအစင်နေရောက်လာပြီပေါ့နော် fat fit round ဆိုတဲ့ခါကျတော့ဒီအစင်မှာလည်းကြော်ဖက်ခဲ့လို့ဆိုရင်ဟိုဘက်မှာဆိုလို့ရှိရင်တခြားအတင်းကြီးတွေမှာလည်းသူရင်ဆိုင်မဲ့အတင်းတွေနဲ့နေဝိုင်ပေါ့နော်အမှတကယ်အတင်းမျိုးပြုတ်သွားပြီဆိုတဲ့ခါကျတော့သူ့ရဲ့ဒီ champion သွားရဲ့လမ်းကြောင်းမှာတော့သူ့အတွက် ဟိုကလုတ်ကန်တင်ကြီးကြီးမားဆိုလို့ရှင်အတင်းကြီးကမန်စီးတီးလို့ပြောလို့ပဲရှိတော့ဆိုတဲ့ခါကျတော့ဒီလိုမျိုးပဲတရားတပွဲချင်းစီဒီပွဲတော့သူအားဆိုင်မှာပဲရတော့မှာဟောချက်ဒီကျွန်တော်ပရီးမီးယားလိမာကတော့ဟိုကိုတော့အရှိရပြောခဲ့တယ်လို့ဟိုဘာလဲဒီယူရိုပါလိဝင်ဝင်ပါညာဆိုတော့ကျွန်တော်မစင်းကားတော့အဲ့ဒါမေ့လိုက်ပြောဆိုတော့မဖြစ်နိုင်တော့လက်တိလက်ရှိအနေထားအရဆိုလို့ရှင်တော့ဒီယူရိုပါလိဝင်ဝင်တော့ကိုကျွန်တော်ကစဉ်းစားဖို့တော်တော်ဝေးသွားပြီဟုတ်တယ်ဟုတ်တယ်လက်ရှိအနေထားအရဆိုရှင်အဲ့တော့အဲ့လိုမျိုးဖြစ်မဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော် မော်ရီယိုလက်ထက်တော့လို့ပဲဒီယူရိုပါလိမှာချန်ပီယံဖြစ်အောင်လုပ်ပြီးတော့ဒီဘက်ခြမ်းကိုကူးလာမှာဒါလည်းမဖြစ်နိုင်ဘူးဘာလို့ဆိုတော့သူကကိုမြက်ပြောသူပဲတန်းတန်းထီဒီခါထီဒီခါပေါက်ပြီးရောတော့နောက်ခါထပ်ပပုတ်ဆိုတော့မလွယ်ဘူးပေါ့နော်အဲ့တော့နီးပြအနေထားနဲ့ရောကစားသမားအနေထားနဲ့ရောလက်ရှိအသင်းရဲ့သွားနေတဲ့ဒန်းချောင်းဒီအသင်းရဲ့ဖောင်နေနဲ့ရောဒါမဖြစ်နိုင်တော့ဘူးဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်မြင်ရဒီ FA ကွယ်ပို့ပြီးတော့အောင်ဆူဆက်လို့ရှင်တော့ဟိုဖလားလက်မဲ့ရာသီတစ်ခုတော့ဟိုမပိုင်ဆန်ရတော့ပေါ့နော်ဖလားလုံးတော့ရမယ်လို့တော့ ကျွန်တော်ထင်တယ်အဲ့တော့ဒီရဒီရဒီမှာတော့ဒီပွဲမှာတော့အဲမန်ယူပဲဒါဖူဟန်ဘောတော့အကျင့်နေတော့ကစားရနေမယ်ဗျဟုတ်တယ်အကျင့်နေတာရအကျင့်နေတော့ကစားရနေမယ်တော်တော်တော်မရှိဘူးမန်အင်ဝင်းတော့ဒါပေမဲ့လည်းမန်အင်ဝင်းဆိုမှလည်းအိုဒရဖိုကမလေးမခန့်လို့လည်းအတင်းတွေကများတယ်ဟုတ်ပါတယ်ဟုတ်လို့ဆိုရခါတော့လို့လည်းရနေတယ်ဒီကအင်ဝင်းဆန်ဆိုရှင်က3-2နဲ့နော်ဟုတ်တယ်ဒီကဒါကံကောင်းလို့ပေါ့နော်ဟုတ်တယ်ကိုအဲ့လိုမျိုးဆိုရခါကျတော့ ဟိုမန်ယူကတော့ခက်ခဲကြော်ဖြတ်နိုင်မယ်အနေထားတစ်ခုတော့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်ကြော်ဖြတ်သွားမယ်လို့တော့ကျွန်တော်ကြော်ဖြတ်သွားမှာပါဟုတ်ဟုတ်ဟုတ်ကဲ့အဲ့တော့ United အကြောင်းဟွာကျွန်တော်တို့ပြောကြရင်ကူစီယာလဲဒါ United ပရိသတ်တယောက်ဖြစ်တယ်အားလဲအားပေးခဲ့တယ်ဒါဟိုကြပါပြီ United ကိုဒါဟိုဥထိုက်သေးလိုက်အားပေးခဲ့ပရိသတ်တွေထဲမှာကူစီယာလဲပါတော့လေကျွန်တော်ဘာလို့တော့တခုတတိယလဲဆိုတော့လေကျွန်တော်တို့ FA နေမှာလေ ဟိုအရင်တော့ကတော့ radio ပေါ့လေအခုနောက်ပိုင်းတော့ FM အရင်တော့ကတော့ဟိုမြန်မာအတန်းအဲနောက်ကျွန်တော်တို့အဲ့လို radio ကနားထောင်ရတယ်အဲ့နောက်ပိုင်းမှာ FM နေပေါ့လားတချင်းတောင်းတဲ့အစီအစဉ်လေးရှိရလေ radio station လမ်းပြီးဖုန်းဆက်ပြီးတချင်းတောင်းရတာကိုကပြန်ဖွင့်ပြရမိကုန်းလေးတွေမိတယ်ပေါ့အဲ့လိုအားလေးရှိရလေဟုတ်ဟုတ်အဲ့တော့အကယ်၍သာ United FM ဆိုတာရှိရထားပါတော့ Manchester United Man U FM ဆိုတာလေးရှိရတချင်းလေးတွေလည်း Man U ပြည်သက်တွေတောင်းတဲ့တချင်းလေးတွေကိုဖွင့်ပေးမယ်ပေါ့လေ FM က Man U နဲ့ပတ်သက်ပြီးတချင်းလေးတွေတောင်းနိုင်ပါတယ်ပြည်သက်တွေတောင်းတဲ့တချင်းလေးတွေကိုဖွင့်ပေး အဲပါမယ်အဲ့တော့သချင်းလေးဘာယူချင်းနဲ့တောင်းလာလေးဆိုတော့ပြောပြပါဆိုရဲအစီအစဉ်လေးတစ်ခုရှိတယ်ဆိုပါစို့ကွယ်အဲ့တော့ကိုစီစီမအောင်ဆိုတော့ Man United FM မှာ Man United ပတ်သက်ပြီးဒီဘက်သချင်းလေးတစ်ခုတောင်းပါဆိုရင်ဘာသချင်းလေးတောင်းရင်လဲဘာအတွက်တောင်းတာလဲဘလိုယူချင်းလေးနဲ့တောင်းတာလဲအဲ့ဒါလေးသချင်းလေးတစ်ခုတော့တောင်းပေးပါဦးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မတောင်းရင်ကျွန်တော်ကိုထုံးကိုထုံးအရင်ဥတည်ဥတည်လေကိုထုံးကိုထုံးဆိုလို့ရှိရင်ကိုမြတ်ပြောဆိုပဲကိုထုံးဆိုကိုထုံးဆိုလို့ရှိရင်ဒီ Man United ကိုထုံးဒီချိန်မှာဘလိုသချင်းလေးတောင်းပေးခြင်းလဲပေါ့ လက်ရှိဖြစ်ပျက်နေတဲ့မန်ယူနဲ့ပတ်သက်ပြီးတော့ပေါ့နော်လက်ရှိဖြစ်ပျက်နေတဲ့မန်ယူနဲ့ပတ်သက်ပြီးတော့မန်ယူပြိသက်တယောက်အနေနဲ့ဆိုလို့ရှိရင်တချင်တောင်းစရာဆိုးလွန်တဲ့တချင်တော့ကျွန်တော်တောင်းနေတယ်ပေါ့နော်ဟုတ်ဆိုးနေပါဆရာအဲတောင်းထားပေါ့မဲမဲချစ်တဲ့အကြောင်းတွေသင်ပေးသလိုမဲမဲမုန်းတဲ့အကြောင်းတွေပေးပေါ့နော်ဟောတချင်နဲ့လက်ရှိဖြစ်ပျက်နေတာနဲ့ကတော်တော်လေးဟတ်ဆက်တယ်လို့ခံစားရတယ်ပေါ့နော်ဟုတ်တယ်ပေါ့ဒါလေးက ဒါမဲ့ပြည်သက်တွေအတွက်ကောင်းမလားဟောပြည်သက်တွေကိုဟိုချက်အောင်လဲ तू อ่ะချက်အောင်ပဲချက်အောင်လဲ तू ပြန်တော့မုန်းညင်သွားဘောင်းရတယ်ဆိုတော့ပြန်ပြီးမုန်းညင်သွားမုန်းတဲ့ကြောင့်လည်းပြန်သိမ်းပေးတယ်ပေါ့အဲ့တစ်ချက်မျိုးကတော့လက်ရှိမှာဒါတင်တော်ဆုံးလို့တော့ကျွန်တော်မြင်တယ်ပေါ့ကိုရဲ့ဟုတ်ဟုတ်ကိုတို့အဲ့အချိန်ကဆိုရင်ဆိုရင်ကြာပြီတော့ကြာပြီကြာပြီကြာပြီတော့ကြာပြီဆိုတော့ကိုတို့အဲ့အချိန်အခုအခုအခုပြောတဲ့အချိန်မှာဖက်ခနဲ့ခေါင်းနဲ့ထွက်တယ်ဆိုတော့အဲ့အချိန်နဲ့ပတ်သက်ပြီးတော့ကိုတို့မှအမှတ်ရရမှရှိခဲ့ဘူးလား ဟိုချစ်တဲ့ကြောင်းလေးတိုက်ဆိုင်မှုပေါ့နော်အခုရုပ်ချင်းပေးလိုက်တော့ခေါင်းထဲမှာပေါ်လာတာဒီတချင်းပေါ့ဟိုဒီတချင်းလေးပေါ်လာတော့ဟိုအကြောင်းကြောင်းနဲ့ဆက်ဆက်ကြောင်းမဲ့အနေထားတွေရှိရင်လည်းဆက်ဆက်လို့ရတယ်ပေါ့နော်ဒါလေးကတော့မဆိုးဘူးပေါ့အဲအဲ့ဒါထပ်ပြီးတော့ရွေးကြကြေးဆိုဒီဘက်ကစ်ကလေးတွေမှီတဲ့ဟာတို့လို့ရှိရင်ဝိုင်းဝိုင်းဝွကျွေးပေါ့ဗျာဘာလို့လဲဆိုတော့မန်ယူပြိတက်ကိုချစ်တယ်မန်ယူပြိတက်တယောက်အနေနဲ့မန်ယူချစ်တယ်ဆိုလို့ရှိရင်ဒါ ဘာညာပေါ့ကိုရဲ့တချဲလေးတွေဆက်ကြတာပေါ့နော်ဟုတ်ကဲ့တကယ်အခုလိုမျိုးကျွန်တော်တို့ United အတွက် FM မှာချင်းတောင်းဝင်းစားကိုထွန်းတို့ကျေးဇူးအများကြီးတင်ပေးပါတယ်။ဒါကိုထွန်းတို့တောင်းထားတဲ့ချင်းလေးနှစ်ပုဒ်ကိုလည်းကျွန်တော်ဖွင့်ပေးလိုက်ပြီပေါ့နော်။ကဲနောက်ထပ်ပရိသတ်တယောက်ကချင်းတောင်းဝင်းကျွန်တော်ကတော့အတိုင်းဟိုပေါ့နော်ပေါ့ဆင်းလေးတွေပြောမှာဆင်းလေးရှိတယ်ဗျာတော်ဟိုကိုမရဲစာကြီးဆိုတာမသိဘူးဟုတ်ပါဆိုင်ဟိုပါတယ်ဂျားလူတွေဖျက်လို့တော့ပြန်နိုင်ဘူးဆိုတာမုန်းခိုင်းတယ်မုန်းတယ်မုန်းခိုင်းတယ်မုန်းတယ်အဲ့လိုမျိုးပေါ့ ဲ့လိုမျိုးဆိုရင်မန်ယူကမန်ယူကိုပြောတာနော်မန်ယူကဘယ်လိုပဲဖြစ်ဖြစ်ဒါသူ့ရဲ့လုပ်ရက်တွေတော့ပြောမှလို့ရှိရင်တော့မုန်းကြီးစရာကောင်းနေပြီဗျာဟုတ်တယ်မုန်းနေဒါကမုန်းကြီးစရာကောင်းတယ်သူ့ရဲ့လုပ်ရက်တွေသူသူ့ရဲ့ဒီအခုဒီဖြစ်နေတဲ့အနေအထားတစ်ခုမှဆိုရှင်ကမုန်းတင်နေပြီမုန်းရဆိုရှင်မုန်းခံဒါပေမဲ့မုန်းခံနေတယ်မမုန်းနိုင်ဘူးပေါ့နော်မန်ယူအသင်းကိုပြောတာပါသူတို့သဘောပေါက်ပါတယ်ဆော့ဆော့လည်းဖူအန်ကိုနိုင်ပြီးတောက်စင်တဲအောင်ပါလို့ထင်နေတော့မမုန်းနိုင်သေးဘူး United ပြည်သက်တွေကတော့မန်ယူကို အာဒါယင်တဲ့ပြန်ဆွဲထုတ်ဖြစ်ဖို့ခက်တယ်ပေါ့လေကျွန်တော်တို့မန်ယူပြည်ထောင်နေမှာပြည်ထောင်နေတူတာကဘာလဲဆိုတော့ကျွန်တော်ကထန်းရီတောက်တဲ့လူတွေပဲထန်းရီတောက်တော့ထန်းရီတောက်တော့တောက်တော့ဘူးတော့ဘူးတော့တော်ပြီးငါမတောက်တော့ဘူးထန်းရီလည်းမတောက်တော့ဘူးတော့တော့မကောင်းငါတော့မကောင်းတော့ငါမူးတယ်မခံတော့တော့အဲ့မဲ့အမူးပြေတော့ထန်းမျိုးပြန်မော့ကြည့်မိတာပဲအဲ့လိုပဲကျွန်တော်မြန်မာတင်းနဲ့ကစားလို့ရှိတယ်မြန်မာတင်းအပ်ပြီးတဲ့ခါကျတော့လေဟာတော်ပြီးဒါမဲ့လေအမူးပြေတော့လေမြန်မာမြန်မာပေါ့အဲကိုယ်ကမြန်မာပြေတော့ဈာပြပြစကားလေးပြပြအခုကျွန်တော်တို့မြန်မာ အမျိုးသမီးတွေကဒါမှချန်ပီယံဖြစ်သွားတယ်။ဟုတ်တယ်။အဲ့ဒီလိုလေ congratulation ပါ။ဟုတ်တယ်။ဒါကျွန်တော်ကိုယ်ဝမ်းမြောက်စွာနဲ့ပဲမြန်မာအမျိုးသမီးတွေဆက်ပြီးတခါတည်းတစ်ဆက်တခါတည်းချီချူ top နာပြီးပါတယ်။နော်တကယ်ခြေစွမ်းလည်းကောင်းတယ်စိတ်ဓာတ်တွေလည်းကောင်းတယ်။ကျွန်တော်ဒီဘောနဲ့နှစ်ချိန်တွေ့တယ်။အင်းရှင်အသင်းကိုဖြတ်ကျော်ဖို့ဆိုတာတော်တော်ကိုမလွယ်တာပါ။ဟုတ်ကဲ့။ကျွန်တော်ဒီကနေကျွန်တော်မြင်မိတာပေါ့ဒါပထမတပွဲကျွန်တော်အဆုတွေအနေထားကစားရဲဆိုတော့ final မှာလည်းပဲတကွဲလုံးနဲ့၁၁ယောက်ကျွန်တော်ရင်ဆိုင်ရတာပါ။ဘာကြောင့်လဲဆိုတော့ အကိုတို့လည်းကြည့်ကြမှာပေါ့နော်တကွဲလုံးမှာနီဘောပြေးတဲ့တည်းကြီးပဲဒီကွဲထဲမှာစော့နေတဲ့ဆက်တယောက်ကပဲမြမပြိုင်ဘက်အသင်းအနေနဲ့ရှိတာဒီ PR အောက်မှာဒီ pressure အောက်မှာကျွန်တော်တို့ပထမတစ်ကြိမ်တူတူနဲ့ဒါပြီးသွားတယ်နောက်ဆုံး final ကစားတော့ကျွန်တော်တို့တွေဒါခြေတူရအောင်ရှင်ပြိုင်နဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးတော့နိုင်သွားတယ်ငိုရသွားခဲ့တယ်ပေါ့နော်တကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းနဲ့စိတ်သက်ဒီကလေးတွေအကုန်လုံးကိုလည်းဒါနီးပြားတွေအပါဝင်နီးပြားအဖွဲဝင်နေရော သက်ဆိုင်ရာလူကြီးတွေအားလုံးကိုလည်းကျွန်တော်ဒီကနေပြီးတော့တကယ်ချီးကျူးပါတယ်ဆုရသွားတဲ့အတွက်လည်းကလေးတွေအတွက်စိတ်သက်ကနောက်ထပ်လာမယ့်ပြိုင်ပွဲတွေအတွက်အကောင်းဆုံးဖြစ်ဖို့အတွက်ဟုတ်တယ်တကယ်ကိုတည်ရသွားပြီပေါ့နော်ကလေးတွေအားလုံးဂုဏ်ပြုပါတယ်ကျေးဇူးများကြီးလဲတင်ပါတယ်တကယ်လည်းကျေးဇူးတင်တယ်ကျွန်တော်တို့ဒါမလုပ်နိုင်တဲ့အရာတွေကျွန်တော်တို့နိုင်ငံကိုကူစားပြုပြီးသူတို့ဆုဖလားတွေယူပေးတယ်ကျေးဇူးတင်ပါတယ်ဒါကတော့တစ်ချိန်တစ်ခါရရတဲ့ဘယ်တိုက်အများကြီးမရဘူးလေကျွန်တော်တို့အောင်မြင်မှုတွေကတော့ဆုဖလားဆိုတော့အဲ့တော့ အဲကျွန်တော်တို့ဒီနေ့အစီအစဉ်လေးကိုမနာခင်မှာတလက်စားရမြန်မာအသင်းအကြောင်းရောက်သွားရင်းနဲ့မြန်မာအမျိုးသမီးအသင်းကိုပြောတာမဟုတ်ဘူးเนาะဒါအောင်မြင်သွားတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြတယ်မြန်မာဘောလုံးအသင်းနဲ့ပတ်သက်ပြီးအလုံးအသင်းတွေမြန်မာဘောလုံးအသင်းအလုံးခြုံငုံပြီးတော့မြန်မာအသင်းအတွက်တချင်းတပိုးလောက်စီတောင်းပေးခဲ့ပါဦးအဲ့ဒါအဲ့ဒါအဲ့ဒါဆင်ကရွေးပုတ်ခတ်သွားပြီဗျာအဲ့ဒါဆင်ကရွေးပုတ်ခတ်သွားအဲ့ဒါလေးပြီးနားလိုက်မလဲနော်အဲအခုဘာလို့ရင်းစင်းသားခတ်သွားလဲကျွန်တော်ဘုစင်းသားခတ်သွားတာကလေပြုံးစားလိုက်ပါအဲပြုံးမဲ့စားလိုက်ပါကျွန်တော်စိတ်ထဲမှာတော့ရှိတယ်ကျွန်တော်လက်တလုံးအခုပေါ်လာတာ ျွန်တော်ပြန်လာမယ်ပြန်ချက်မယ်ပေါ့ဗျာခါခါဒီလွမ်းနဲ့ခါခါအိမ်မက်ပေါ့အဲအဲ့လိုမျိုးကျွန်တော်တို့ကိကတစ်ချက်ပေါ့အဲကိုပါရင်ပြန်လာမယ်ပြန်ချက်မယ်ပေါ့ပြန်လာမယ်အဲ့တော့မြန်မာအသင်းအတွက်ကတော့ဒါလက်ရှိမှာတော့အသင့်တော်ဆုံးဖြစ်မယ်ထင်တယ်ဩဟုတ်ကဲ့ဟိုစီမောကျွန်တော်ကတော်တော်စဉ်းစားခက်သွားတယ်ကျွန်တော်ဟုတ်ဟုတ်ဟုတ်ကျွန်တော်တကယ်တော့စဉ်းစားခက်သွားခက်သွားတယ် ကဲအဲ့ဒါဆိုလို့ရှိရင်လည်းကျွန်တော်ဟိုအခုသတိရရင်ဖုန်းဆက်ပေးပါတော့နော်ဖုန်းဆက်ပေးမယ်ဖုန်းဆက်ပေးအာနောက်မို့လဲနောက်စီစဉ်နေကျွန်တော်သတိရရင်လည်းအခုဟုတ်ဟုတ်အဲ့ကြအဲ့ကြကျွန်တော်လည်းလူပြဆင်ခဲ့ဟုတ်တပိုင်းစီရောဟုတ်ပြီးခဲ့တဲ့အပိုင်းတော့လည်းဒါကိုစီနဲ့ပြောပြောရဲကျွန်တော်တို့တပိုင်းထပ်တယ်ချိန်ဆက်တာအခုကျတော့ကျွန်တော်ပြောပြောရဲကိုစီလိမ့်နေလိမ့်နေထားလိမ့်နေချိန်ထားတာဒါပြောလို့ကျွန်တော်ဆက်လန်းဆက်လန်းလည်းလို့ပဲနောက်ပိုင်းတော့ဆက်ရရှိသေးတယ်ဆက်ရရှိသေးတယ်နော်ရှိသေးတယ် level up ဖြစ်သွားပြီဟုတ်တယ်ဟုတ်တယ်ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အထဲမှာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအလေးလေးလည်းပါတယ်အာဖရိကအကြောင်းလေးလည်းပြောတယ်အတင်းတွေအကြောင်းပြောရ င်းနဲ့ဆက်ဆက်တဲ့ကျွန်တော်ရည်စရာဟာသာလေးတွေကျွန်တော်တို့ဘဝဖြတ်သန်းမှုလေးတွေခံစားမှုလေးအခုလို့ဆိုခံစားမှုလေးတွေပါတာပေါ့လေအဲ့ဒါလေးထည့်သွင်းပြီးတော့ရှင်းနေသွားခဲ့ပါတယ်ပြောမဆိုမနဲ့နားလည်မှုလွဲမစရာလေးတွေပါကောင်းပါနိုင်တဲ့အတွက်ကြောင့်အဲ့လိုမျိုးဖြစ်ခဲ့ကျွန်တော်တို့သီးခံခွင့်လို့နားလည်ပြီးဖို့တခါတည်းဒီကနေ့အညွှန်းပြမြင်လိုက်ခံလို့ပါတယ်ကျွန်တော်တို့ဘာမှမရွေပါဘူးဒါချစ်စရာကောင်းပြောစရာကောင်းကျွန်တော်တို့အစီအစဉ်ကိုကြည့်နေတဲ့ပုံစံတွေနဲ့ရင်းနှီးနှွေးထည့်အောင်လို့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့လာပြီးဆွေးနွေးပေးတဲ့ကိုထွန်းတို့ရောကိုစီမောင်ရောကျေးဇူးများတင်ပါတယ်နောက်တစ်ပတ်အစီအစဉ်တွေမှာထပ်ပြီးဆွေးနွေးပါသေးတယ်ဟုတ်ကဲ့ပါ ချန်နယ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ဒီဘက်ဘောလုံးရက်ကွက်တင်ဆက်မှုကိုဒီမှာရန်နာကျင်ပါတယ်အပတ်စဉ်တိုင်းစနေတနင်္ဂနွေနေ့ရက်ညနေ9:40မှာချန်နယ်ကယူတန်လိုင်းကနေကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကိုပုံမှန်ထုတ်လွှင့်ပေးနေပါတယ်ချန်နယ်ကမြန်မာ YouTube မှာလည်းပရိသတ်တွေဒီစီစဉ်ကိုတွားရောက်ပြီးတော့ကြည့်ရှုနိုင်တဲ့အကြောင်းသတင်းကောင်းပိုင်းနဲ့ဒီစီစဉ်ကနေနှုတ်ဆက်ပါတယ်ခင်ဗျာပရိသတ်တွေအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ